နိုင်ဂျီးရီးယားနိုင်ငံကိုစီးရဲရအေးယူွယ်ရှိကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကသတိပေးခဲ့ပြီးနိုင်ဂျီးရီးယားဆိုယားဟာခရီးယန်ဖာသာဝင်တွေကိုတပ်ဖြတ်ခွင့်ပြုနေတယ်လို့ဆွဆွဲလိုက်ပါတယ်။အခုချိန်နေဆက်ဖြစ်နေပါကအမေရိကန်နိုင်ငံကနိုင်ဂျီးရီးယားကိုကုညီအလုံးချက်ချင်းရက်ဆိုင်ကစီးရဲရအေးယူွယ်ရှိတယ်လို့အရေးမွတ်ထုတ်ပြောလိုက်ပါတယ်။နိုင်ဂျီးရီးယားဆိုယားကခရီးယန်တွေကိုဆက်လက်ပြီးတပ်ဖြတ်ခွင့်ပြုနေရင်အမေရိကန်နိုင်ငံကနိုင်ဂျီးရီးယားကိုပေးအပ်ထားတဲ့ အကူအညီအားလုံးရဲ့ဆိုင်ပြီးကျောင်းမဖွဲ့ရာအကြံဖတ်မှုတွေကျူးလွန်နေတဲ့အစ္စလာမ်ကအကြံဖတ်သမားတွေကိုအမြင့်ပြုတ်တုတ်တင်သွားမယ်လို့ဒေါ်နယ်ထရန့်ကလူမှုကွန်ရက် troop မှာရေးသားခဲ့ပါတယ်။စီရေးရရေးယူရေးကြိုတင်ပြင်ဆင်ထားဖို့စစ်ဘက်ဝန်ကြီးဌာနကိုညွှန်ကြားခဲ့ပြီးအမေရိကန်ရဲ့ဘလို့တိုက်ခိုက်မှုကမဆိုမြန်ဆန်ပြီးပြင်းထန်မယ်လို့သူကပြောပါတယ်။နိုင်ဂျီးရီးယားနိုင်ငံမှာဘာသာရေးအကြံဖတ်မှုတွေနဲ့ခရစ်ယာန်ဘာသာဝင်တွေဖိနှိပ်ခံရမှုတွေဖြစ်ပေါ်နေခြင်း ၎င်းကအခုလိုပြောကြားလာတာပါနိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းမှာမွတ်စလင်များစုနေထိုင်ပြီးတောင်ပိုင်းမှာခရစ်ယာန်ဘာသာဝင်တွေနေထိုင်ကြရာအဆိုပါအုပ်စုနှစ်ခုကြားမကြာခဏဆိုသလိုပြိပခတွေဖြစ်ပွားပါတယ်နိုင်ဂျီးရီးယားနိုင်ငံရှိခရစ်ယာန်ဘာသာဝင်တွေဟာချိန်ချောင်းမှုရင်ဆိုင်နေရတယ်လို့ဒေါ်နယ်ထရန့်ကပြောပြီးတပ်ဖြတ်မှုတွေအတွက်အစွန်းရောက်အစ္စလာမစ်တွေကိုအပြစ်ဖို့လိုက်ပါတယ် ဘာသာရေးဖိနှိပ်မှုကြောင့်နိုင်ဂျီးရီးယားကိုအထူးစိုးရိမ်စရာနိုင်ငံဖြစ်သတ်မှတ်ကြောင်းလည်း၎င်းကကြေညာခဲ့ပါတယ်။ကွန်ကရစ်အမတ်ရီလေးမိုးနဲ့အောက်လွတ်တော်ကော်မတီဥက္ကဋ္ဌတွန်ကိုတို့ကိုနိုင်ဂျီးရီးယားနိုင်ငံမှာခရီးယံဘာသာဝင်တွေဖိနှိပ်ခံရမှုကိုစုံစမ်းစစ်ဆေးကသူ့စီအစဉ်ကန်စာတင်ဖို့ညွှန်ကြားထားတယ်လို့လည်းသူကဆိုပါတယ်။ထိုင်းနေသောဆောင်တပ်ဖွဲ့ကမဲဆောက်ခရိုင်ရှိထိုင်းမြန်မာနယ်စပ်ကိုစောင့်ကြည့်နေတယ်လို့ စစ်ဖက်သတင်းရင်းမြစ်တစ်ခုက ပြောပါရယ်မြန်မာစစ်တပ်ကမြောက်ရီမြို့ KK ဘက်ထူးစီပွားရေးဆောင်ကိုထိန်းချုပ်လိုက်ပြီးရင်းနှီးမြှုပ်နှံသူတွေကြားဖြတ်လုပ်သားတွေနဲ့နိုင်ငံသားတွေကြားအုပ်ဝတောင်းနှင်ဖြစ်ခဲ့ရပါတယ်။ထိုင်းနယ်ခြားဆောင်တပ်ဖွဲ့ဟာနေဆက်တချောင်းကင်းလဲမှုတွေနဲ့စောင့်ကြပ်မှုတွေအချိန်မြင့်က KK ဘက်တွင်ရှိစောင့်တွေကိုဖြိုချရမှာနေဆက်ကနေဒေသခံတွေမထိခိုက်စေရေးသတိထားဖို့နေခြားဆောင်ကော်မတီကတဆင့်ကန့်ကွက်စာပေးပို့ထားပါတယ်။ အမျိုးသား1330ဦးနဲ့အမျိုးသမီး265ဦးစုစုပေါင်းနိုင်ငံသား1595ဦးခေခင်ဘက်ကနေထိုင်းနိုင်ငံနဲ့ထွက်ပြေးလာခဲ့တယ်လို့ထက်ခရိုင်ရှိထိုင်းမြန်မာနယ်ကြားကိုကိန်းဌာနကပြောပါရယ်နိုင်ငံသားတွေထဲမှာအိန္ဒိယ465ဦးဖိလစ်ပိုင်က220ဦးတရုတ်က185ဦးဗီယက်နမ်က151ဦးနဲ့အီသီယိုးပီးယားက130ဦးပါဝင်ပါရယ် ဒါအပြင်ကင်ညာ၊ပါကစ္စတန်၊နီပေါ်၊ယူကရိန်း၊အင်ဒိုနီးရှား၊လာအို၊တောင်အာဖရိက၊ဂါနာ၊နိုင်ဂျီးရီးယား၊သီရီလင်က၊ယဝန္ဒါ၊မြန်မာနဲ့ထိုင်းကနိုင်ငံခြားသားတွေလည်းပါဝင်တယ်လို့သိရပါတယ်။နိုင်ငံခြားသား680ဦးကိုတရားစွဲဆိုက439ဦးကိုဒဏ်ရိုက်ပြီးပြည်နှံပေးခဲ့ပြီး242ဦးကိုဒဏ်ကျေးမပေးဆောင်သေးဘဲထောင်ချခဲ့တယ်လို့အာဏာပိုင်တွေကပြောပါတယ်။